ားလုံးမင်္ဂလာပါဒီနေ့ပါကင်ဖောက်ပြရမယ့်ဖုန်းလေးရတော့ Poco C81 လေးပဲဖြစ်ပါတယ် Poco လို့ပြောလိုက်ရင်ပေါ့နော်လူသိတော်တော်နည်းပါတယ်ဟုတ် Poco အကြောင်းလေးအရင်ပြောပြမယ် Poco ကဘဲကုမ္ပဏီရဲ့ထုတ်တာလဲဆိုတော့ Xiaomi ရပဲပိုင်တာပါနော် Xiaomi ကုမ္ပဏီရဲ့ထုတ်ထားတာပါရှင်ပါကင်လေးဖောက်နေပါပြီနော် Poco C81 လေးရဆိုလို့ရှိရင်ဘာလေးနဲ့တူလဲဆိုတော့လေ Redmi A5 လေးနဲ့တူပါတယ်ရှင် ုမှတုံးထားရတဲ့အကောင်လုံးကလေ Redmi A5 နဲ့အကုန်အတူတူပါပဲရှင်။ဒါပေမဲ့မတူတာလေးတွေလည်းနည်းနည်းပါးပါးရှိပါတယ်။မတူတာလေးကိုလည်းပြောပြမှမလို့ဆက်ပြီးတော့ကြည့်ပေးပါအောင်နော်။ပုံစံက A5 ပုံစံမှာဒါပေမဲ့ဘက်ကပါလေးကမတူပါဘူးဘက်ကပါက A5 ကကာလာတစ်ယောက်နဲ့လာတယ်သူကကာလာနှစ်ယောက်ဆက်လေးနဲ့လာပါတယ်နော်ကာလာနှစ်ယောက်ဆက်ဆိုတော့အမြင်လေးကိုတစ်မျိုးပြောင်းသွားပါတယ်ရှင်အမြင်ဆိုင်က6.88 lens လာပါတယ်မှန်ဆိုင်ကအကြီးကြီးပဲ IPS SCD 120 refer rate 920ပြီနဲ့လာပါတယ်ရှင်။မှန်ဆိုင်ကကြီးကြီးဆိုတော့ကြီးလို့ကောင်းတဲ့အထဲမှာပါပါတယ်နော်။ SOC ကလည်း Unisor T 8250ကိုတုံးထားပါတယ်။ Unisor T 8250က Helio G 36တက်တော့ပိုကောင်းမယ်လို့ထင်ပါတယ်။ပြီးတော့ A5 နဲ့မတူတာလေးထပ်ပြီးတော့ပြောပြမယ်နော်။ A5 မှာက Google ရဲ့ Stock Android ကို အသုံးပြုထားပါတယ်။ Poco C 97မှာတော့ HyperOS ကိုအခြေခံပြီးတော့သုံးထားပါတယ်။ HyperOS ကိုသုံးထားတော့မိဒီမှာသုံးထားတဲ့ software optimization တွေအကုန်အတူတူပါပဲ။ညီမကတော့မိဖန်ဆိုတော့အဲ့ဒါကိုပို့ပြီးတော့သဘောကျပါတယ်။ဖုန်းလေးကိုဆက်တင်ပြီးတော့ set up လုပ်နေပါပြီရှင်။ကင်မရာလည်းကြောဘက်မှာနှလုံးစက်ဖီတစ်လုံးပါပါတယ်ရှင်ကြောဘက်နှလုံးက main ကင်မရာက32 megapixel ကိုတုံးထားတယ် auxiliary lens ကိုလည်းတုံးထားပါတယ် ဆက်ဖီကတော့အဲ့မက်ကဘဆယ်ကိုတုံးပေးထားတယ်အဲ့အတွက်ကြောင့်မလို့ပေါ့နော်ကင်မရာအရန်ကြီးတော့ကောင်းမနေဘူးဒါပေမဲ့သူ့ဈေးတန်းမှာတော့လက်ခံလို့ရတဲ့ပုံတွက်တွေကိုထုတ်ပေးနိုင်မယ်လို့တော့ထင်ပါတယ်ရန်ကြီးကင်မရာဆိုးတဲ့ထဲမှာတော့မပါပါဘူးနော်ဘက်ထရီအမီယာကလည်း9200 mAh ဘက်ထရီကိုတုံးပေးထားပါတယ်9200 mAh ဆိုတော့ပထရီအားလည်းအားရှယ်ခံပါတယ်နော် လက်ဝေလေးကိုလည်းဘေးပေါင်မှာသုံးပေးထားပါတယ်နော်သူရဲ့ဖုန်းပုံစံဒီဇိုင်းထဲမှာစပီကာနှလုံးပါတဲ့ပုံစံမျိုးဖြစ်ပေမဲ့စပီကာတစ်လုံးပဲပါပါတယ်ရှင်။ဘူးထဲမှာအသွင်ကြိုးက15ဝကိုထည့်ပေးထားပါတယ်နော်။ကဘာလေးလေးပါပါတယ်ရှင်။စင်းပင်လေးရော ပါပါတယ်နော်။သူ့ရဲ့ထူးခြားချက်ကလေပိုကို C87 မှာနှစ်ချက်တက်ပြီးနားထောင်ရင် FM ရေဒီယိုကိုလည်းသုံးလို့ရပါသေးတယ်နော်။ ို့မှာတုံးထားတဲ့ SOC ကနော်အိမ်မှာတုံးထားတဲ့ SOC တက်ပို့ပြီးတော့ကောင်းပါတယ်။ဈေးကလည်း364ကို2,900ဖွန်ဝန်တွဲကို3,390ပဲရှိပါတယ်။မိတ်ဆွေတို့ရောတန်တယ်လို့ထင်ပါသလား။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါရှင်။